ချက်စီရဲ့ပြစ်မှတ်လေးကေတန်စ်ကိုဖျက်ခုတ်ဖို့ပိုင်းရန်စီစဉ်နေဘလွန်ကျသူများအတွက်ကျမတို့ရဲ့1 million channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ချက်စီအသင်းခုတ်ယူဖို့စ조사နေတဲ့ဒေါမွန်အသင်းရဲ့တောင်မန်တိုက်စစ်ကစားသမားလေးဂျေမီကေတန်စ်ကိုဘိုင်ယန်မြူးနစ်အသင်းကပါကြားဖြတ်ခုတ်ယူဖို့စဉ်းစားနေတယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်အသက်20အရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန် U21 ကစားသမား Gittens ကချက်စီအသင်းနဲ့9နှစ်စာချုပ်အတွက်နှုတ်ဝမ်းဖြင့်သဘောတူညီမှုရထားပေးမယ်။ဒေါမွန်ဘက်ကတောင်းဆိုထားတဲ့ပြောင်းရွှေ့ခြင်းပေါင်တန်း90ကိုတော့ချက်စီဘက်ကပေးခ ြေသွားဖို့ဆန္ဒမရှိတဲ့အတွက်အပြောင်းရွှေ့ကဖြစ်ပေါ်ဖို့ခံနေပါတယ်။ချက်စည်းကဒီလအစောပိုင်းမှာဒုံးမှုကန်လန့်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဒုတိယကြိမ်ကန်လန့်မှုကပေါင်42တန်းထိရှိခဲ့ပေမဲ့ဒုံးမဘက်ကပယ်ချခဲ့ပါတယ်။ကျစင်းဟာဒီနေရာတည်ကျင်းပါမဲ့ကလကပဖလားပြန်ဝဲမတိုင်ခင်ဂေဒန်စကိုခေါ်ယူဖို့မျှော်လင့်ခဲ့ပေမဲ့လက်ရှိမှာတော့ပြဿနာတွေနဲ့ရှင်ဆိုင်နေရပါပြီ။ Florian Wash ကိုခေါ်ယူဖို့မအောင်မြင်ခဲ့တဲ့ Bundesliga Champion Bayern Munich အသင်းက American မှာကျင်းပနေတဲ့ကလပ်ကမဖလားပြိုင်ပွဲမှာ Chelsea နဲ့တူပေါင်းဝင်ရှင်ပြိုင်နေပြီး Gidens ကိုခေါ်ယူဖို့ပါစိတ်ဝင်စားနေပါတယ်။ Bayern ကစာချုပ်သစ်ကိုညှင်းပယ်ပြီး Galata ဆိုင်ရေးကိုပြောင်းရွှေ့သွားတဲ့ Lyon စာနေညအတွက်တိုင်းစစ်ကစားသမားတစ်တူကိုခေါ်ယူလို့နေပါတယ်။ပြင်သစ်သတင်းစာရေးဖော်ပြချက်အရ Bayern က Dortmund နဲ့ Gidens ရဲ့ကိုယ်စားလှယ်တွေနဲ့ဆက်သွယ်မှုတွေပြုလုပ်ပြီးပါပြီ။ မန်ချက်စတာစီးတီးအကယ်ဒမီထွက်ကစားသမားဟောင်းကီတန်စ်က2020မှာဂျာမနီကိုပြောင်းရွှေ့ခဲ့ပြီးပြီးခဲ့တဲ့ရာသီကအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ဂီတန်စ်ရဲ့၁၂ဂိုးသွင်းပြီး၃ဂိုးဖန်တီးပေးနိုင်ခဲ့မှုကဒေါမွန်အသင်းပထမရာသီဝက်မှာရင်ဆိုင်ခဲ့ရတဲ့စိုးရွားတဲ့အခြေအနေကနေပြန်လည်ကောင်းမွန်လာဖို့အထောက်အကူဖြစ်စေခဲ့ပေမယ့်နီးပြနီကိုကိုဗက်လက်အောက်မှာတော့ပွဲထွက်ခွင့်ပိုပြီးတော့နည်းလာခဲ့ပါတယ်။ဂီဒန်စ်ကကလကပဖလားပြိုင်ပွဲမှာဒေါမွန်အတွက်ကစားချိန်73မိနစ်သာကစားခဲ့ရပါတယ်။ ဒေါမွန်အားကစားဒါရိုက်တာဆက်ဘက်စတီယန်ခဲကချက်စင်းရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီးမေးမြန်းခံရချိန်မှာနောက်ဆုံးတော့ကျွန်တော်တို့ဂျေမီနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုမရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကစားသမားရဲ့လက်ရှိတံမိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကွဲပြားတဲ့အမြင်တွေရှိနေလို့ပါ။ဒါပေမဲ့ဆွေးနွေးမှုတွေကတော့အလွန်လေးစားစရာကောင်းပါတယ်။ချက်စင်းနဲ့ကျွန်တော်တို့နှစ်ပေါင်းများစွာကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ အိုစီမန်ကိုတနစ်ယူရိုတန်း၄၀နဲ့ပါတိုးမြင့်ကန်လှမ်းခဲ့ပြန်တဲ့အဟီလာပရိုလိကလပ်အဟီလာအသင်းကနာပိုလီအသင်းရဲ့တိုက်စစ်မှုဖီတာအိုစီမန်ခေါ်ယူဖို့အတွက်အရင်ကန်လှမ်းမှုထက်အစားပေါင်းများစွာတာလုံနဲ့မဟာကန်လှမ်းမှုကြီးတစ်ခုနဲ့နောက်တစ်ကြိမ်ချင်းကပ်လာပြန်ပါပြီဒီကလမ်းမှုကြောင့်အိုစီမန်ကိုခေါ်ယူဖို့နာပိုလီနဲ့သဘောတူညီမှုရှာထားပြီလို့ဆိုထားတဲ့တူရကီကလပ်ဂါလာတာဆာရီတို့ရဲ့အပြောင်းရွှေ့ကိစ္စကရပ်တန့်သွားခဲ့ပြီးသူတို့ကစိုးရိမ်ပူပန်မှုတွေနဲ့အတူတိုက်စစ်မှုရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေရပါတယ် အီတလီအခြေဆိုင်ကော်ရီးယားတဲလို့သတင်းစာရဲ့ဖော်ပြချက်အရအဟီလာသင်းကနိုင်ဂျီးရီးယားအိုစီမန်ကိုတနင်္လာစာယူရိုတန်40နဲ့သုံးနှစ်စာချုပ်ကမ်းလှမ်းခဲ့တာဖြစ်ပြီးနောက်ထပ်တနင်္လာတက်တန်းတိုးခွင့်လည်းပါဝင်ပါတယ်။ဒါကြောင့်မလို့စာချုပ်တက်တန်းပြည့်ရင်အိုစီမန်အနေနဲ့ယူရိုတန်160အထိရရှိမှာဖြစ်ပြီးဒီကမ်းလှမ်းမှုကသူ့ကိုကမ္ဘာလားစာအကောင်ဆုံးဘောလုံးသမားတွေကတအူးဖြစ်လာစေမှာပါ။ နာပိုလီအသင်းမကတော့အိုစီမန်ရဲ့စာချုပ်ပါပြည်ပကလပ်များအတွက်တတ်မှတ်ထားတဲ့စာချုပ်ဖြတ်သိမ်းခြင်းယူရို85တန်းကိုအပြေးဝပေးချေတဲ့ဘဲသွင်းမှုမဆိုသူ့ရောင်းချသွားဖို့အသင်းမှာပဲအိုစီမန်ရဲ့အနာဂတ်အခြေအနေကတော့လက်ရှိအချိန်ထိဘာမှမသေးကြသေးပဲအရင်တစ်ခေါက်ကအိလာကမ်းလှမ်းမှုကိုပယ်ချထားခဲ့ပေမဲ့ထပ်မံကမ်းလှမ်းမှုကြီးကြောင့်ဆွေးနွေးမှုတွေရှိလာနိုင်ပါတယ် ညာဘူးလီအသင်းကလည်းသူ့ကိုရောင်းချပြီးရလာတဲ့ငွေနဲ့အသင်းကိုပြန်လည်တည်ဆောက်ဖို့နဲ့လောက်စာဝင်တော့ဝင်ဖို့ကိုရှော့ချဖို့အတွက်အယောင်းဝဲကိုအမြန်ဆုံးအပြီးတက်ချင်နေပါတယ်တဖက်မှာလည်းနာပိုလီနဲ့သဘောတူညီမှုရှာထားပြီလို့ဆိုတော့ခလာတာဆိုင်ကတော့အခုလိုမျိုးစံချနေရတဲ့ကြောင့်သူတို့ရဲ့နေရာတည်အစီအစဉ်နဲ့ထိခိုက်မှုကိုစိတ်ပြတ်နေကြပြီးတိုက်စစ်မှုရဲ့ဆုံးဖြတ်ချက်ကိုသာဆောင်ဆိုင်နေရတဲ့အခြေအနေလည်းဖြစ်ပါတယ်။သူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ရမှာတော့အိုစီမန်ကလိမ္မာပါနဲ့ဆွာပဲတိတိကျကျနဲ့မဖြေကြားခဲ့ပါဘူး။ အခုလောလောဆယ်မှာတော့ကျွန်တော်အားလည်းရမှာပဲအာယုံစိုက်ထားပါရယ်အနားယူနေပါရယ်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြတာပေါ့လို့ YouTube channel တစ်ခုရဲ့ interview မှာဖြေကြားသွားခဲ့ပါရယ်